မင်္ဂလာပါရှင်ဆရာမဒီနေ့ဆက်ပြီးရှင်းပြမှာကစာမျက်နှာ80ခုမှရှိတယ်။လေ့ကျင့်ခန်း9ရက်သမတ်1ရဲ့နံပါတ်7ပဲဖြစ်ပါတယ်။စက်တက်ကအဖုံးမပါသောတက်တာတစ်ခု၏အတိုင်းအတာများသည့်အရှေ20စင်တီမီတာအကျယ်15စင်တီမီတာနှင့် အမြင့်30စင်တီမီတာဖြစ်သည့်တစ်တာဤအတွင်းမျက်နှာပြင်အားလုံးတစ်တာရဲ့အတွင်းမျက်နှာပြင်အားလုံးတစ်တာအောက်ခြေအပါဝင်အောက်ခြေရောပါမယ်နော်ကိုအဲဇမရောကစိတ်တုပ်လို့တော့စိတ်တုပ်ရမယ့်အေဒီယာကိုရှာပါဆိုတော့တစ်တာရဲ့အတွင်းမျက်နှာပြင်အားလုံး တစ်တာရဲ့အသွင်းမျက်နှာပြင်အားလုံးပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမတို့ကဒီမျက်နှာပြင်ရှိတဲ့အားလုံးရဲ့ ADR ကိုရှာပေးရမယ်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ပထမတစ်ချက်အနေနဲ့ဆရာမတို့ကသူ့ရဲ့ beta ချက်ကိုအရင်ဆုံးရှင်းလိုက်မယ်အဖုံးမပါတော့တစ်တာရဲ့အတိုင်းအတာများသည့်အရှိဆိုတော့ပထမဆုံးအဖုံးမပါတော့တစ်တာတစ်ခု í အရှိလို့ရှင်းလိုက်မယ်အဖုံးမပါတော့တစ်တာတစ်ခု í အရှိ ကြီးမြခြင်း20စင်တီမီတာနောက်တစ်ခုကကြတော့အကျင်ဆိုတော့အဖုံးမပါတော့တစ်တာတစ်ခုဤအကျင်အကျယ်ဒီဘလောက်ရှိလဲဆိုတော့15စင်တီမီတာနဲ့အဖုံးမပါတော့တစ်တာတစ်ခုဤအမြင့်အမြင့်ဤအတိုင်းအတာအရှည်ဤအတိုင်းအတာရင်းကျင်လေရတယ်နော်အမြင့်ကကြတော့ဘယ်လောက်ရှိလဲ30စင်တီမီတာရှိတယ်ဒါဆိုရင်ဆရာမတို့ကဒီစေတုရမယ့် area ကိုရှာခိုင်းတယ်ဆိုတော့ဆရာမတို့ဒီစေတုရမယ့် area ကိုရှာမယ် စေတုရမီဧရိယာဒီမြတ်ချင်း question mark ဆိုပြီးတော့ရေးလိုက်မယ်ပြီးတော့မှမှာဆင်မတော့စေတုရမီဧရိယာကိုဆက်ပြီးတော့မှရှာလိုက်မယ်စေတုရမီဧရိယာဆိုပြီးရေးလိုက်ပြီးတော့မှကဲဘယ်လိုရှာမလဲဘယ်လိုစဉ်းစားကြည့်မလဲ ကဲဒါဆိုလို့ရှိရင်အဲ့ဒါလေးကိုနားလည်ဖို့ရင်အတွက်ဆင်မဒီတက်တာလေးတစ်ခုလုပ်ထားတယ်။အာနားလည်ရတာလွယ်အောင်ပေါ့နော်တက်တာတော့မလပါဘူး။ဒီကတော့နားလည်ရပါပြီနော်။ဆိုတော့ခုနကဆင်မကြီးလိုက်တယ်ပေးထားချက်အပေါ်မှာမူတည်ပြီးတော့ဆင်မကြီးကြည့်အောင်။အဖုံးမပါတော့တက်တာတစ်ခုရဲ့အရှိဆိုတော့ဒီလိုအရှိကိုပြောတာ။ဟုတ်ပြီနော်။အဲ့လိုအရှိဒီဘလောက်လဲဆိုတော့20စင်တီမီတာရှိတယ်လို့ပြောထားတာ။ဟုတ်ပြီနော်။အဲ့ခါကျတော့ဒါလေးကအရှိ။ပြီးတော့မှအကျယ်ဆိုတာဒီလိုအကျယ်။ဒီလိုအကျယ်ဆိုတော့ तू ကဘာကိုခေါ်တာလဲဆိုတော့ဒီကဒီအလျားလေးကိုပြောတာ။ ဒီရလေယာက15စင်တီမီတာလို့ပြောထားတယ်။အမြင့်ဆိုတာတော့ကလေးလိုတည်ပြီးသားအမြင့်ဆိုတာဒီဒီမြင့်ကြီးဒီလိုထားလိုက်လို့ရှင်ဒီလိုအမြင့်ကိုခေါ်တာ။ဟုတ်ပြီနော်ဒီကနေပြီးတော့ဒီဒီလိုမျိုးအမြင့်ပေါ့နော်အနှက်ပေါ့ အမှတ်ဆိုဒီလောက်ရှိရယ်အဲ့ဒါဒီဘလောက်လဲဆိုဒီလိုမျိုးရေးထားလိုက်တဲ့ဆီယမကဒီမှာ30စင်တီမီတာကဲဒါဆိုလို့ရှိရင်ဆီယမတို့ကဒါဘာကိုလှုပ်ချင်တာလဲဆိုရင်တစ်တာရဲ့အသွင်းမျက်နှာပြင်အားလုံးကိုဆီယမတို့ကစိတ်တုပ်ချင်တယ်မျက်နှာပြင်ဘယ်နှခုရှိတယ်လဲဆိုဆီယမတို့ကြည့်ကြရအောင်နော်ဒီဘက်ကမျက်နှာပြင်တစ်ခုရှိမယ်ဒီမျက်နှာပြင်တစ်ခုရှိမယ်နှစ်ခု၃ခုရှိမယ်၄ခုရှိမယ်သူကဘာလဲဆိုတစ်တာအောက်ခြေအပါဝင်ဆို၅ခုရှိတယ် ။ဒါဆိုရင်ဒီမျက်နှာပြင်၅ခုရဲ့ဧရိယာကိုရှာပေးရမယ်။ဘာပေါက်တယ်နော်။အဲ့ဒီဧရိယာကိုရှာပြီးတော့မှပေါင်းလိုက်လို့ရှိရင်ဆံမတို့ဒီဆေးတုပ်လို့ရဲ့အဲဒီကအဲဒီအဖုံးမပါတဲ့တက်တာတစ်ခုရဲ့ဒီဆေးတုပ်ရမယ့်ဧရိယာကိုရသွားမှာ။ဘာပေါက်တယ်နော်ကဲဒါဆိုလို့ရှိရင်ဒီ၅ခုဆိုတော့ဆရာမတို့ကပထမတစ်ခုကြည့်ကြအောင်ဆိုတော့ဒီအောက်ခြေကဧရိယာတစ်ခုပါမယ်နော်အောက်ခြေရဲ့ဧရိယာနဲ့ဒီကဘေးကဧရိယာ၄ခုပါမယ် မိခဧရိယာလေးခုပါမယ်နော်ကဲဒါဆိုလို့ရှိရင်ဆရာမတို့ကအဲ့လိုလေးတဆင်ရှင်းလိုက်မယ်အောက်ခြေဧရိယာရဲ့နှံ့ရန်ဧရိယာလေးခုရဲ့ဘာပေါက်ပြီနော်ဆိုတော့ခုနဆက်မပေးထားချက်ရေးတဲ့နေရာပြန်သွားမယ်။စိတ်တူရမယ့်ဧရိယာဆိုတာကအတွင်းမျက်နှာပြင်ကဘက်ဤဧရိယာကိုပြောတာ။အတွင်းမျက်နှာပြင်ကဘက်အတွင်းမျက်နှာပြင်ကဘက်ဤဧရိယာကိုရှာပေးရမယ်။ ကဲဒါဆိုလို့ရှိရင်အသွင်းမြင့်နယ်ပြင်ငါးဘက်မှာတော့မှဆမရောကဘာလို့လို့ရလဲဆိုအောက်ခြေဧရိယာရယ်။ Oh sorry ဒီမှာဆမ spelling ကျန်ခဲ့ရနော်။အောက်ခြေဧရိယာတဝိထိုအာရချာကတက်အောင်နော်ဆမအီလို့ဖြစ်သွားတာ။အောက်ခြေဧရိယာအပေါင်းဘာလဲဆိုနှစ်ရံလေးဖက်ရဲ့ဧရိယာဆိုတော့ငါးခုကိုရှာရတော့မှာနော်။နှစ်ရံလေးဘက်ဧရိယာကိုပေါင်းပေးလိုက်မယ်။ဒီလိုမှမဟုတ်ဘဲနဲ့လေခုဟာနဲ့ကိုတစ်ခုချင်းစီပေါင်းရင်လည်းရတယ်။ ကဲဒါဆိုလို့ရှိရင်ဆီမန်ဒီပုံကိုပဲကြည့်အောင်ဒီအောက်ခြေရဲ့ area ကိုဆီမန်တို့ကရှာခြင်းတယ်အောက်ခြေရဲ့ area ဆိုတော့အာဒီ area ရှာတဲ့ပုံတင်နေရပါရှိလဲဆိုတော့အလျားအမြောင်အနှံသူ့ရဲ့အလျားဒီဒီဘက်ကအပိုင်းလေးဒါလေးနော်အလျားကအနှံကကျတော့ဒီဥစ္စာလေးဆိုတော့အဲ့ဒါဒါအလျားဘယ်လောက်လဲမှမဆီမန်ရေးထားတယ်20 cm အလျားဒီ20 cm ဒီလိုလာတဲ့ အာဒီအနံပေါ့နော်အနံဆိုတော့အကျယ်ပေါ့ဆရာမတို့ဒီမှာပေးထားချက်မှာတော့အကျယ်လို့ရထားတယ်အကျယ်ဒီ15စင်တီမီတာရှိတယ်ဆိုတော့ဆရာမတို့မြောက်ရမှာဒီဘာမြောက်ပါလဲဆိုတော့20စင်တီမီတာအမြောက်အဲ15စင်တီမီတာဆိုပြီးမြောက်ရမယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဆရာမအဲ့လိုလေးရေးလိုက်မယ်20စင်တီမီတာအမြောက်15စင်တီမီတာကဲတခုတွေ့ရသွားပြီနှရန်၄ဘက်ဆိုတော့ဒီ၄ဘက်ကိုရှာရမယ်ဟုတ်ပြီနော်ဒီ၄ဘက်ကိုရှာဖို့ရန်အတွက်ဒီဆရာမတို့တခုချင်းစီကိုအာဒီ ရှာရင်လည်းရတယ်ဘုံထုတ်ပြီးမှရှာချင်လည်းရတယ်ဟုတ်ပြီလားအဲ့တော့တခုချင်းစီကိုရှာမယ်ဆိုလို့ရှိရင်ကြတော့အဒါကဒီအခြေအတွက်ကဆက်မလို့ခုနရသွားပြီရသွားပြီနော်ဒါကကြတော့20 20ရေဒါကကြတော့30ရေ20အမြောက်30ဒီဘယ်နှခုရှိလဲဒီဘက်ကလည်း20အမြောက်30ပဲမလား20အမြောက်30ဒီနှစ်ခုရှိတယ်ဟုတ်လား20ဒီဘာလဲဆိုတော့အရှိအရှိအမြောက်အမြင့်ပေါ့ဘာပေါ့တယ်နော် အရှိအမြောက် အမြင့်ဒီနှစ်ခုရှိတယ်ဒါလည်းအရှင်အမြောင်အမြင့်မြောင်ပါမယ်ဒီဘက်ကမျက်နှာပြင်ရဲ့ area ဒီမျက်နှာပြင်ရဲ့ area လို့ချင်းလို့ရှိရင်လေဒီလိုအရှင်ရဲ့ဒီကအမြင့်ရဲ့အမြောင်ပါမယ်အရှင်အမြောင်အမြင့်ကနှစ်ခုရှိတယ်ဘာပါပြီနော် ဟုတ်ပြီအဲ့ဒီခါကျဆဲမဒီမှာဖြစ်လိုက်ပြီနော်အာဖြစ်လိုက်ပြီဆိုတော့အာဒီဒါဟိုကြတော့အရှိအမြောက်ဒီအေဒီယာနော်ဒါဟိုကြတော့အရှိအမြောက်အကျယ်ဆိုပြီးယူထားတယ်ဒါဟိုကြတော့အရှိအမြောက်အမြင့်ဆိုပြီးယူထားတယ်အရှိအမြောက်အမြင့်နေနှစ်ခုရှိလို့နှစ်နဲ့မျှလိုက်တယ်ဟုတ်ပြီနော်နောက်တစ်ခုကိုကြတော့ဆရာမတော်ဒီဘက်ကအေဒီယာဒီဘက်ကြတော့ဒါက35 15ဆိုတာဒီပါလဲဆိုတော့သူပေးထားတာကအကျယ်15ကအကျယ်အကျယ်အမြောက်သူ့ကိုမြောက်ရမယ်ဒါကကြတော့အမြင့်အကျယ်နဲ့အမြင့်နဲ့မြောက်ရမှာဒီနှစ်ခုရှိတယ်အကျယ်အမြောက်နှစ်ခုအကျယ်အမြောက်အမြင့်ကနှစ်ခုရှိတယ်ဆိုတော့ကျွန်တော်တို့ကနှစ်ဟာလားနှစ်အမြောက်ဆိုပြီးတော့မှအကျယ်အမြောက်အမြင့်ဆိုပြီးရေးလိုက်မယ်ခဲ့ဒါဆိုရင်ကျွန်တော်တို့ရှာရမယ် AD ကအကုန်လုံးရသွားပြီဒါကနှစ်ခုဒါကနှစ်ခုရေဒါအရှိအမြောက်အကျယ်ကတစ်ခုရေး ဟုတ်ပြီနော်။အဲ့ဒါဆိုလို့ရှိရင်အရှိက20စင်တီမီတာ။နော်ဆင်မဒါကိုဖြတ်လိုက်တာနော်။အကျယ်ကကျတော့15စင်တီမီတာ။အပန်းနောက်တစ်ခုကကျတော့နှံရံလေးဘက်ဧရိယာထဲမှာဒါကနှစ်ဖက်ဒါကနှစ်ဖက်။ဆိုတော့အရှိအမြအမြင့်ကိုရေးမယ်အရှိက20စင်တီမီတာအမြအမြင့်ကကြတော့30စင်တီမီတာအပောင်းနောက်တော့နှစ်အမြအကျယ်က 15 cm oh sorry ဟုတ်ပြီအကျဲက15 cm အမြောက်အမြင့်က30 cm ကဲဒါဆိုရသွားရောသူ့ကိုဆယ်ဘာလို့ချလိုက်တော့မယ်ဒါက30 cm နော်ကဲဒါဆိုရင်20ရဲ30ရဲကိုအရင်ဦးဆုံးမြောက်ရမယ်အဲ့တော့ဒီမှာအရှိအမြောက်အကျဲ sorry ဒါက15 20ရဲ့15ရဲ့မြောက်မှာဒီ15နဲ့4က30ဆိုတော့300 cm2 ရတယ် အပောင်ဒီနှစ်ခုအရင်မြောက်မယ်20ရက်30ရက်မြောက်တာက2ရက်200ရက်2ရက်က4ရက်ဟုတ်ပြီနော်အဲ့ခါကျတော့400စင်တီမီတာ square ရမယ်နောက်တစ်ခုက15ရက်30ရက်မြောက်တာက150ရမယ်150ရက်2ရက်က300ရရတယ်ဆိုတော့အပောင်300စင်တီမီတာ square ဆိုမှရသွားမယ်ဆိုတော့တို့အားလုံးစင်မှာပေါင်းလိုက်မယ်เนาะ300ရဲ့400ရဲ့800 800 300က1000 1000စင်တီမီတာ square ဒါဆိုရင်အောက်ဆုံးကြမှာဆင်မရောဘာရေးမလဲဆိုတော့အဖြေရေးလိုက်မယ်။ဒါကြောင့်မလို့စေးတော့ရမယ့် area ဒီဘလောက်ရှိလဲဆိုတော့1000 cm square ရှိတယ်ဆိုပြီးအဖြေရေးလိုက်ညသွားပြီဟုတ်ပြီနော်နားလည်ပြီးတော့ဆင်မယူစပါရဲ့နော်အဲ့တော့ဆင်မရဲ့ဒီပုံလေးမှပြန်ပြောပြမယ်ဆိုလို့ရှင်တော့ဒီလိုမျိုးလေးစဉ်းစားကြည့်ပြီးတော့မှာ လိုချင်တာဒီအထက်တဲကစေတိုရမယ့်ဧရိယာအတွင်းအကုန်လုံးအတွင်းဧရိယာကိုပြောတာဖြစ်လို့အတွင်းထဲကမျက်နှာပြင်ဧရိယာတွေကိုရှာရမယ်မျက်နှာပြင်ဒီ၅ဘက်အဖုံးမပါတဲ့အတွက်ကြောင့်၅ဘက်ဖြစ်တယ်အဲဆမရဘဘလိုလုပ်လဲဆိုတော့ဒီရဲ့မျက်နှာပြင်ဧရိယာကိုရှာမယ်ဒီ၄ဘက်ရဲ့ဧရိယာကိုရှာမယ်ဒါနဲ့ဒါနဲ့ကတူတူပဲဆိုနှစ်နဲ့မြောက်လိုက်တယ်ဒီဘက်နှစ်ဘက်ကတူတူပဲမလို့နှစ်နဲ့မြောက်တယ်ဒီအောက်ခြေအကြောင်တစ်ခုလဲဆိုတော့ဒီအောက်ခြေရဲ့ area ကိုတက်တက်ရှာတယ်ဆိုတော့ငါးခုရဲ့ area ကိုဆက်မလို့ပေါင်းလိုက်တဲ့ခါကျတော့ဘာရရသွားပြီလဲဆိုတော့ဒီစေးတော့ရမယ့် area ရဲ့အပိုင်းကလေးကိုရရသွားတာဟုတ်ပြီလား နောက်တစ်ခုကကြတော့အနားဆောင်တစ်ဖက်လျင်5 cm ရှိတော့ကုဘပုံအန်ဆာတော်မူတစ်ခုအင်းပြင်းနေပြင်းအေဒီယာဆွဆူပေါင်းမြင်မြတ်ရှိမိနေတယ်။ကျွန်တော်တို့ဘာလဲဆိုတော့သူ့ကိုစားပြီးတော့စဉ်းစားကြည့်မယ်။အနားဆောင်တစ်ဖက်လျင်5 cm ရှိတော့ကုဘပုံအန်ဆာတော်အန်ဆာတော်ဆိုတာကလေးတော့သိပြီဒါကုဘတော်ပုံစံရှိတယ်။ဟုတ်ပြီနော်ဒီလိုမျိုးလေးပေါ့လေ။အဲ့တော့မြင့်နေပြင်းဘယ်နှဖက်ရှိလဲ။မြင့်နေပြင်း6ဖက်ရှိတယ်။ဆိုတော့အဲ့ဒီမြင့်နေပြင်းအာဒီအန်ဆာတော်တစ်ခုကြီးမြင့်နေပြင်းအေဒီယာဆွဆူပေါင်းဆိုတော့မြင့်နေပြင်းတစ်ဖက်က အေဒီယာဒီလိုမျိုးဒါဒီမျက်နှာပြင်တစ်ဖက်ရဲ့အေဒီယာအဲ့ဒီမျက်နှာပြင်တစ်ဖက်ရဲ့အေဒီယာရဖို့အတွက်ဆိုရင်အလျားအမြအနှံဆိုပြီးတော့မျောက်ရမယ်ဆမတို့လိုချင်တာဒီမျက်နှာပြင်အားလုံးပြောတာတစ်ခုလုံးရဲ့အေဒီယာတစ်ခုလုံးရဲ့မျက်နှာပြင်အေဒီယာမလို့အားလုံးကိုရှာပေးရမယ်မျက်နှာပြင်ဘယ်နှဖက်ရှိတယ်လဲဒါစီဆမတို့ဒီရှေ့ကအခင်းထဲမှာလှိလာပြီးသားမျက်နှာပြင်က6ဖက်ရှိမယ်ဒီမှာတစ်ဖက်နော်ဒီရဲ့ပေါ်ကတစ်ဖက်ဒီဘက်ဘေးကတစ်ဖက်အောက်မှာတစ်ဖက်ရှိဒီဘက်ဘေးမှာတစ်ဖက်ရှိ ဟိုအနောက်မှာတစ်ဖက်ရှိဟုတ်ပြီနော်ဒါဇင်မြင့်နဲ့ပြင်6ဖက်ရှိတယ်ဒါဒီအရှေ့မှာကလေးကလည်းတင်ခဲ့ပြီးပြီဒီဒါဒီဘာလဲသူလဲဆို Robin Cube နဲ့တူတယ်ကလေးတို့ဒါအမြဲတမ်းဆော့နေ Robin Cube နဲ့တူတယ်သူရဲ့မြင့်နဲ့ပြင်ဒီ6ဖက်ရှိတာဖြစ်တဲ့အတွက်ကြောင့်ဆရာမတို့ဒီ6ခုအတွက်ရှာပေးရမယ်အနားဆောင်တစ်ဖက်5 cm လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့သူရဲ့ဒီမြင့်နဲ့ပြင်တစ်ဖက်ရဲ့ area ကတော့5 cm multiply by 5 cm ဆိုတော့မြင့်နေပြန်6ဖက်လုံးအဲ့လိုပဲရှာမှာမလို့50 mm 50 mm မြောက်ထားတာဒီခုနှစ်ခုလဲဆိုတော့6ခုဒီလိုလေးတက်ပေးရမှာပဲဟုတ်ပြီနော်အဲဒါဆိုရင်ကျွန်တော်တို့ကအာတစ်ခါတည်းပဲရေးလိုက်တော့မယ်အာဒီမှာသူပြောလဲဆိုတော့ခုဘပုံ answer တော့တစ်ခုကြီးမြင့်နေပြန် AD ရခုဘပုံ answer တော့တစ်ခုကြီးမြင့်နေပြန် AD ရ မြင့်နှက်ပြင်အေရိယာဆွဆူပါဆက်မအောင်ဆင်းလိုက်မယ်နော်မမြင်ရမှာဆိုတော့မြင့်နှက်ပြင်အေရိယာဆွဆူပါညမြချင်းဆိုတော့ဘာတွေကိုရှာရမှာလဲဆိုတော့မြင့်နှက်ပြင်6ခုဤအေရိယာကိုရှာရမယ်မြင့်နှက်ပြင်6ခုဤအေရိယာ sorry sorry မြင့်နှက်ပြင်6ခုဤအေရိယာကိုရှာရမယ်ဆိုတော့မြင့်နှက်ပြင်6ခုဆိုဆင်မခုနကရှာတဲ့အတိုင်း6 6နဲ့မြောက်ပေးရမယ်9မြောက်9တော့ပါလေအနားအမြောက်အနား5 cm multiply by 5 cm ဒါ6အမြောက်ငါးငါးလီက25 25 cm square 25 6လီက150 cm square ဆိုရင်ရသွားပြီဟုတ်ပြီနော်နောက်တစ်ခုကကြတော့နံပါတ်73နောက်မှ stroke gun တုံးတစ်ခုဤအရှိ့ ဒါမှန်စတုဂန်တုံးလို့ပြောတဲ့အတွက်ကြောင့်မလို့ဒါရှေ့မှာဗားလဲဆိုတာသိခဲ့ပြီးသားအဲ့ဒီဒါမှန်စတုဂန်တုံးရဲ့အရှိဆိုတော့ဆရာမတို့ကပေးထားချက်ရေးမယ်ဆိုလို့ရှိရင်တော့အဲကလေးတို့အနေနဲ့ရေးလိုက်ပါတော့ဆရာမအကျမ်းပဲပြောလိုက်မယ်ဒါမှန်စတုဂန်တုံး E အရှိညီများချင်း15စင်တီမီတာဟုတ်ပြီနော်ဒါမှန်စတုဂန်တုံး E အကျယ်ညီများချင်း30စင်တီမီတာ ဇောက်အနှစ်ဒါမှစုကံဤဇောက်အနှစ်ဆိုတာအမြင့်ကိုပြောတာနော်အမြင့်ကဇောက်အနှစ်လို့ပဲရေးအမြင့်ရေးရေး30စင်တီမီတာရှိကဲဒါဆိုလို့ရှိရင်ဆရာမတို့ကဘာရှာရမှာလဲဆိုတော့သူ့ရဲ့မျက်နှာပြင်ဧရိယာစုစုပေါင်းကို sorry သူ့ရဲ့မျက်နှာပြင်ဧရိယာစုစုပေါင်းကိုရှာပေးရမယ်မျက်နှာပြင်ဧရိယာစုစုပေါင်းဟုတ်ပြီလားကဲဒါဆိုလို့ရှိရင်ဆရာမတို့ကဆရာမဒီမှာဒါမှစုကံပုံတစ်ခုဆွဲလိုက်မယ်ဒါကဒါမှစုကံအတော့ဟုတ်ပြီနော်သူ့ရဲ့ ဇောက်အနှက်ဆိုတာအမြင့်ကိုပြောတာမဟုတ်လို့ဒီအမြင့်ဒီဘယ်လောက်ရှိလဲဆိုတော့30စင်တီမီတာရှိအမြင့်က30စင်တီမီတာအရှိဆိုတာကဒီလိုအရှိကိုပြောတာမဟုတ်လို့ဒါက15စင်တီမီတာရှိဟုတ်ပြီနော်နောက်တစ်ခုကကြတော့အကျယ်ဆိုတာဒီလိုအကျယ်ကိုပြောတာခုနကဆက်မပုံနဲ့လေအဒီတက်တာကြီးနဲ့လည်းပြပြီးသွားပြီဟုတ်ပြီနော်အကျယ်ဆိုတာဒီ30စင်တီမီတာရှိကဲဆိုဆိုလို့ရှိရင်ဆက်မလို့အဲ့ဒီတက်တာလေးနဲ့ပဲပြန်ကြည့်ကြည့်လိုက်မယ်အဲ့လိုကြည့်လိုက်တဲ့အခါမှာဒီလိုမျိုးအဒီအရှိဆိုတာကိုပြောတာ မ15စင်တီမီတာရှိတယ်။ဟုတ်ပြီနော်။အဲ့ဒါပြီးတော့မှနောက်တစ်ခုအမြင့်ဆိုတော့ဒီလိုအမြင့်ကိုပြောတာဒီကနေဒီထိဇောက်အနက်ဇောက်အနက်ဆိုတော့ဘယ်လောက်ထိနဲ့တယ်လဲဆိုတော့ဇောက်အနက်ဒီအမြင့်ကိုပြောတာသူကကြတော့30စင်တီမီတာရှိတယ်။ဒီဘက်ကကြတော့ဘာလဲဆိုတော့ဒီဘက်မှာကြတော့အကျယ်သူကဘယ်လောက်ကျယ်လဲဆိုတော့ပြောတာ။ဟုတ်ပြီနော်ဒီလိုအကျယ်ဆိုမှပေးထားတယ်။ဒါဒီဒီအကျယ်ဒီ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 တော့မှစတူဂန်ကြီးရဲ့အတွက်ရှာမယ်ဆိုလို့ရှိရင်ကြတော့ဆယ်ဘာလို့ဘယ်လိုရှာမလဲ။အလရအမြအနှံဆိုတော့ဒီရဒီနှစ်ဒီ ာသူကကျတော့အရှိအမြောင်အမြင့်ဖြစ်လာမှာပေါ့တပတ်ပေါက်တယ်နော်ကဲဒါဆိုလို့ရှိရင်ဆီယမတို့ကဒီ area ရဲ့အဒီ diamond student တို့ရဲ့စုစုပေါင်း area ကိုရှာမယ်ဆိုလို့ရှိရင်မျက်နှာပြင်6ဖက်ရဲ့ area ကိုရှာပေးရမယ်ဆိုတော့စာတော့ရေးလိုက်ပါနော် diamond student ပုံ diamond student တုံးတစ်ခုဤစုစုပေါင်း area ဆိုပါ area စုစုပေါင်းလို့ရေးလိုက်မယ်နော် area စုစုပေါင်း ကန်ညှိမြခြင်းဆရာမတို့ကဘာလို့ရမလဲဆိုရင်ညနေပြင်6ဖက်လုံးရဲ့အေဒီယာကိုရှာရမယ်ညနေပြင်6ဖက်ဤအေဒီယာလေလာဆိုလို့ရှိရင်ဆရာမတို့ဒီညနေပြင်တစ်ခုအရင်ကြည့်အောင်ဒီရှေ့ရမျက်နှာပြင်เนาะဒီရှေ့ရမျက်နှာပြင်မှာဒါကအလျာဒါကအနှံဆိုတော့သူကဘာလဲဆိုတော့25အမြောက်10 25အမြောက်10 တစ်စင်ရမယ်နော်ဆိုတော့ဆ iam မကလည်းမကြည့်ရလွယ်အောင်ဆ iam မဒီမှာ core တွေကိုကမထောက်သေးတာเนาะဆ iam မက recording မြန်မြန်လေးလုပ်ချင်လာမလို့အားရတဲ့အချိန်လေးမလို့ဟုတ်ပြီလားကဲဒါဆိုလို့ရှိရင်ဒီမြင့်တဲ့ပြင် area ကိုကြည့်လိုက်เนาะဒါလေးဆိုလို့ရှိရင်ဒီရအလျာဒါလေးနဲ့ဒါလေးနဲ့မြောက်မယ်အလျာမြောက်အနေဆိုတော့ तू ကအလျာလို့မပေးထားဘာလို့ပေးထားလဲဆိုတော့ဒါကအရှိလို့ပေးထားတယ်အရှိအမြောက်ဒါကဘာလဲဆိုတော့အမြင့်လို့ပေးထားတယ် အရှိအမြောက်အမြင့်ဆိုပြီးမျောက်ရမယ်အရှိအမြောက်အမြင့်မျောက်ရမယ်မြင့်တဲ့ပြင်ကဘယ်နှခုရှိတယ်လဲကဲဒါဆိုလို့ရှိရင်ဆရာမတို့အခုဘာသိသွားပြီလဲဆိုတော့အရှိအမြောက်အမြင့်မျောက်ရမယ်မြင့်တဲ့ပြင်ကဒီမြင့်တဲ့ပြင်ရဲ့ဒီဘက်ကမြင့်တဲ့ပြင်ရဲ့ဆိုတော့မြင့်တဲ့ပြင်နှစ်ခုရှိသွားပြီဟုတ်ပြီနော်အဲ့တော့ဆရာမကအဲ့ဒါလေးကိုရေးလိုက်မယ်ကိုရှာလို့တွေ့ထားတဲ့ဟာလေးကိုနည်းနည်းချင်းစီဆက်မလို့စဉ်းစားရင်လည်းရေးသွားမယ်။အရှိရမြဒါကအရှိနော်။အရှိရမြသူကကြတော့အမြင့်လုံးမပေးဘူး။ဇာဝနဲ့လို့ပေးထားတာမလို့ဇာဝနဲ့နဲ့ရေးခြင်းလည်းရေး။ ဟုတ်ပြီနော်တကြာဒီကြောင်းနဲ့ဒီဆမရုရှင်းတာနဲ့တော့နည်းနည်းတော့လွဲကောင်းလွဲနိုင်တယ်နော်အဲ့တော့အဓိကတော့နားလေဖို့ကပို့ပြီးတော့အရေးကြီးတယ်။စာရင်းနီးကတော့နားလေရင်ဘယ်လိုရေးရလဲ။ဆိုတော့ဆရာမတို့ဒီဒါအရှိဒါအမြင့်ဇာအနဲ့ပေါ့နော်။အနဲ့ပေါ့။အဲ့လိုမြောက်လိုက်တဲ့ area ဒီဒီဘက်တစ်ခုရဲ့ဒီဘက်တစ်ခုနှစ်ခုရှိသွားပြီ။ခဏတော့ထပ်ပြီးစဉ်းစားကြည့်မယ်။ဆရာမတို့နှစ်ခုရှိသွားပြီ။ဒါတစ်ခုရသွားပြီ။ဒီဘက်ကဒီမျက်နှာပြင်လေးကိုစဉ်းစားကြည့်မယ်။ဒါကကြတော့သူကဘာလို့ပေးထားလဲဆိုတော့အကျယ်လို့ပေးထားတယ်။ ီကအကျဲအကျဲနဲ့ဗာလဲမြောက်မှာလဲဒီအကျဲနဲ့ဒီကဒါအမြင့်ပေါ့လေဇောင်းအနှက်ပေါ့အနှက်နဲ့မြောက်မယ်အဲ့လိုမျိုးမြောက်ရမယ်မျက်နှာပြင်ဒီဒီမှာတစ်ခုရှိတယ်ဒီမှာတစ်ခုရှိတယ်ဒါဒီဒီဘက်မှာတစ်ခုရှိတယ်အဲ့လိုမြောက်ရမယ်ဒီဘက်မှာတစ်ခုရှိနှစ်ခုရှိသူကလည်းပဲအဲ့လိုပဲမြောက်ရမယ်အာအကျဲနဲ့ဇောက်အနှက်နဲ့ဆိုပြီးမြောက်ရမယ်။ဟုတ်ပြီနော်။ဆိုတဲ့အခါကျတော့ဆရာမတို့ကဒီအကျဲနဲ့ဇောက်အနှက်နဲ့မြောက်ရမယ်မျက်နှာပြင်ကနှစ်ခု။ဆိုတော့အဲ့ဒါလေးကိုဆရာမတို့ရေးလိုက်မယ်။ဆိုတော့ အကျဲအမြောက်ဇောက်အနဲ့အနဲ့ပေါ့နော်ဆရာမအတူလေးကြီးထားလိုက်မယ်သူကလည်းနှစ်ခုရှိတယ်ဒါကလည်းခုနကနှစ်ခုရှိတယ်မျက်နှာပြင်ဒီလေးပဲရသွားပြီဆိုတော့ဆရာမတို့စီမှာဗာကြံလဲဆိုဒီအောက်ကကြံတယ်ဒီအောက်ကမျက်နှာပြင်ရဲ့အပေါ်ကအဖုံးလေးရဲ့အဖုံးကခုနကမပါတော့လို့ဆရာမမထည့်တာဟုတ်ဒီတစ်ခါကျတော့ပါတယ်ဟုတ်ပြီနော်ဆိုတော့ဒီတစ်ခါကျတော့ဆရာမတို့ကအာဒီကအရှိဒီကအရှိနဲ့ဒါလေးနဲ့ ဒါဘယ်လောက်ရှိတယ်လဲဆိုတော့ဒီမှာဆရာမတို့ကပြန်စစကြည့်လိုက်မယ်ဒါကားကြတော့ဒီဘက်ကအကျယ်နဲ့အကျယ်တော့အရှိအမြောက်အကျယ်သူကကြတော့အရှိအမြောက်အကျယ်အရှိနဲ့အကျယ်နဲ့မြောက်မယ်ဒီကအရှိဒါကကြတော့အကျယ်အရှိအမြောက်အကျယ်မြောက်တာဒီဒီအပေါ်ကဟာလေအရှိအမြောက်အကျယ်မြောက်မယ်ဒီအဖုံးလေဟုတ်ပြီနော်ဒါဆိုရင်အရှိအမြောက်အကျယ် နောက်ဆုံးမရေးလိုက်မယ်အရှိအမြောက်အကျယ်အမြောက်တဲ့မျက်နှာပြင်ကလည်းနှစ်ခုရှိဟုတ်ပြီလားဆိုတော့ဆရာမတို့ကိုလည်းပဲနှစ်ဆိုပြီးအလေးလေးမြောက်ထားလိုက်ရမလားကဲဒါဆိုလို့ရှိရင်ဆရာမတို့ဒီမှာအစားထိုးတော့မယ်ညများချင်းနှစ်အမြောက်နော်အရှိကိုကြည့်ကြည့်အောင် အရှိက15စင်တီမီတာဇောက်အနှက်ကကြတော့အမြင့်ပေါ့နော်30စင်တီမီတာဒီမှာကအမြင့်လိုပဲရေရေဇောက်အနှက်လိုပဲရေရတယ်နော်အဲ့တော့ဇောက်ထဲအတိုင်းဇောက်အနှက်ရင်းလည်းရတယ်30စင်တီမီတာရှိတယ် အပန်းနှစ်အမြအကျယ်အကျယ်ဘယ်လောက်ရှိလဲအဲ့တော့အကျယ်ဒီ30စင်တီမီတာရှိအနက်အနက်ဒီပါလေ30စင်တီမီတာရှိဆရာမတို့ဒီမှာအနက်လို့ရေးထားလိုက်မယ်အကျန်းအဖြစ်နော်ဒါဆိုလို့ရှိရင်နောက်တစ်ခုကအပန်းနှစ်အရှိအမြအကျယ်မလားအရှိဘယ်လောက်ရှိလဲ15စင်တီမီတာရှိအမြအကျယ်ဘယ်လောက်ရှိလဲ30စင်တီမီတာရှိ ဟုတ်လားအဲ့တော့ဆင်မားကဒါ၃ခုခွဲလိုက်လို့နော်တကယ်လို့သူ့ကိုရောပြီးတော့ရေးကျင်လိုက်ရတယ်ဒါပေမဲ့ဆင်မားမရောတော့ဘူးသူ့မှာမျက်နှာပြန်က၃မျိုးဖြစ်နေတယ်အဲ့ဒါကြောင့်မလို့ဒီ၃မျိုးအတိုင်းလေးကိုဆင်မားကတော့တွားလိုက်မယ်ရမယ်နော်ကဲဒါဆိုလို့ရှိရင်နှစ်အမြောက်15ရဲ့10ရဲ့150 150နှစ်လေးက300အပောင်ဒါက30ဆယ်လေးရ100ရ100နဲ့လေးက200 150လေးရ150 150နှစ်ခါဆိုတော့ဘလောက်လဲ150နှစ်လေးရ300ဒါတွေအားလုံးဒီ unit က centimeter square centimeter square ဆိုပြီးရှင်းလိုက်ကဲဒါဆိုလို့ရှင်ဆရာမတို့ကမျက်နှာပြင်6ဖက်ကရသွားပြီရသွားပြီဆိုတော့ဆရာမတို့သူ့ကိုပေါင်းလိုက်တော့မယ်300 300 600 100 100 centimeter square ဆိုပြီးရသွားပြီဟုတ်ပြီတော့နည်းနည်းလေးတော့ခင်မယ်နည်းနည်းတော့စဉ်းစားရမယ်ဟုတ်ပြီလားအဲ့တော့ဆင်မရှင်းလာရင်လည်းကြိုးရရသွားပြီလို့တော့ဆင်မယူစားပါရဲ့နော်မရှင်းလာရှင်းလည်းထမေးပါအဲ့တော့စဉ်းစားတဲ့အခါမှာတော့ အဲ့တော့ကိုကတော့ဆာမေဘက်မှာပါလာလို့ရှိရင်ပေါ့လေဒီလိုမျိုးပုံလေးဆွဲပြီးတော့มาဒါဒီအလဲရအဲ့ဒီအလဲရဒီဘာအနေနဲ့ပြီးလဲဆိုတော့ तू ကအရှိလို့ပြောတာဟုတ်ပြီနော်အဲ့တော့ဒီလိုမျိုးအနှံပေါ့လေဒီကအနှံအောင်じゃ तू ကအကျဲဆိုပြီးမှပြီးမယ် ဒါလေးကိုကြတော့အမြင့်ဆွေမှပေးမယ်ဆိုတော့ဆရာမတို့ကဒီတစ်ခုတည်းရဲ့ဒီ area ကိုရှာခြင်းကြတော့ဘာအမြောက်ပါလဲဆိုတော့အရှိအမြောက်အမြင့်ဒီဘက်ကြတော့အကျယ်အမြောက်အမြင့်ဒီလိုလာမယ်ဟိုဘက်ကနောက်ကသူ့ရဲ့နောက်ကမြင့်နေပြန်ကလည်းအရှိအမြောက်အမြင့်လာမယ်ဒါကကြတော့ဘာလာမလဲဆိုတော့ဒါကအရှိဒီဘက်ကအကျယ်လာမယ်အရှိအမြောက်အကျယ်လာမယ် ဟုတ်ပြီနော်အပေါ်ရဲ့မျက်နှာပြင်ကကျတော့အဲ့လိုလေးကြည့်ပြီးတော့မှဖွဲမယ်ဆီမတော့ဒါအဲဒီ box လေးတစ်ခုနဲ့ပြလိုက်တယ်ဗောနော်ကလေးတို့နားလဲမယ်လို့ဆီမယူဆပါတယ်ဗီဒီယိုကြည့်ပြီးလို့ရှိရင်နားလဲလေဆိုလို့ရှိရင်လည်းနားလဲတဲ့အကြောင်းလေးကိုဆီမအိုပြောပြပေးခဲ့ပါရှင်ကျေးဇူးများကြီးတင်ပါတယ်